မိတ်ဆွေများတော့ဒီတစ်ပတ်မှာဆိုရင်အခြေအမြတ်တရားကြီးကိစ္စတွေအထူးပဲအဆင်ပြေမှာကောင်းတယ်လို့ပြောလို့ရပါတယ်။အဲချစ်သူဇုံတွဲတွေနဲ့ပျော်ရွှင်ရတာလွတ်လပ်တာစိတ်ချမ်းသာတာမျိုးတွေကြုံရမယ်။လူငယ်များဖို့ချစ်သူရည်စားအသက်ရတာစံပွင့်တာမျိုးတွေဖြစ်လိမ့်မယ်။အဲ့တော့ချစ်သူနဲ့ဟုတ်လားခရီးတူတူသွားတာမျိုးတွေအကြုံရမယ်တပတ်တာဖြစ်တယ်။ကိုပြောတဲ့စကားကအောင်မြင်အထမြောက်မယ်။ အရာရောက်ပေါက်မြောက်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အရေးကြီးကိစ္စစကားပြောစရာရှိတာသွားစရာရှိတာဆိုရင်တော့လှုပ်ဆောင်ခြင်းပြီးအောင်မြင်နိုင်တယ်ကောင်းသောခီးတွေလည်းကြုံမှာဖြစ်ပါတယ်အဲ့တော့အကျိုးရှိတဲ့ခီးစိတ်ချမ်းသာတဲ့ခီးကောင်းသောခီးတွေကြုံမယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလှုပ်ခြင်းပြီးအောင်မြင်မယ်ဟိုကမလွတ်မလပ်တရားအတွက်စိုးရိမ်မှုပန်းဒီလိုအခြေအနေမျိုးတွေမဟုတ်တော့ဘဲနဲ့အဲလွတ်လွတ်လပ်လပ်လောက်ကန်ဆောင်ရွက်နိုင်ပြီးကိုယ့်အပေါ်မှာလည်းအထောက်ပံ့ကူညီပံ့မိုးတဲ့သူတွေရောက်လာလိမ့်မယ်အဲ့တော့ကိုကအကူအညီအထောက်ပံ့လိုတယ်ဆိုရင်ဒီတစ်ပတ်တာမှာ ဟလာအကူညီတောင်းခံခြင်းဖြစ်အကူညီကောင်းနေအဆက်အသွယ်ဖွင့်လန်းကောင်းနေရနိုင်တဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့မတိမပြေလဲမတိမြတ်တဲ့အခြေအနေတော့မိတ္တရကိစ္စတွေပြန်လဲတိမြတ်ပေါင်းဖက်နိုင်တဲ့လာလာရှိတယ်ပြတ်တောက်နေတဲ့အဆက်အသွယ်တွေတန်းဆန်ရှိသောသူတွေနဲ့ပြန်လဲပြီးတော့အဆက်အသွယ်တွေပြန်ရမယ်ဆိုတဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာဆိုလို့ရှိရင်တော့ဟလာကိုပိုင်လုံကအယောင်းဝင်လို့တဲ့မိတ်ဆွေတွေဆိုရင်လဲအယောင်းဝင်တွေပိုအားကောင်းလာတာ ကိုယ့်အလုံမှာပံ့ပိုးတူတဲ့ပံ့ပိုးပေးတဲ့အကူအညီပေးတဲ့သူမျိုးတွေအဲရရှိလာတာမျိုးတွေကြုံမယ်ငွေချင်းတဲ့ပတ်သက်ရင်လည်းအကူအညီထောက်ပံ့ရတာမမျိုးလည်းမငွေဝင်တာမျိုးတွေဖြစ်မဲ့တပတ်တာဖြစ်တယ်အဲ့တော့ဒီတစ်ခါကတော့ဟာလာကိုကပျော်ရွှင်ခြင်းနေစိတ်ချမ်းသာမှုတွေလွတ်လပ်ခြင်းနေခက်ခဲတွေကိုကောင်းဆုံးကြော်လွှမ်းနိုင်တာတွေဖြစ်မယ်အဲ့တော့အရေးကြီးတဲ့ဟာလာငွေချေးအလုတ်ကန်ဒီလိုကိစ္စမျိုးတွေနော်လိုအပ်တဲ့အရေးကြီးတဲ့ဒီတစ်ခါမှလှုပ်ဖို့ရည်ရထားရဆိုလှုပ်ခြင်းဖြင့်အောင်မြင်နိုင်တဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့ကျမ်းမာရေးအရဆိုရင်လည်းပူစရာမလိုဘူးအနည်းငယ်တော့ဟလာအစားမားတာမျိုးတွေကြုံရတတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာဆိုလို့ရှိရင်တော့အရေးကြီးတဲ့လုပ်ငန်းတွေစိုင်းကနာရုံငန်းတွေပြွင့်မယ်အလုပ်သွားချောင်းမယ်အင်တာဗျူးပြင်မယ်တခုခုရည်ရကြံစီထားလို့ဒီတပတ်မှာအကောင့်နဲ့ဖော်မယ်ဆိုရင်လှုပ်ဆောင်ခြင်းဖြစ်အောင်မြင်မယ်တပတ်တာဖြစ်ပါတယ်ဒီတပတ်ကကံကောင်းနေတဲ့တပတ်တာဖြစ်ပြီးတော့ ကံကောင်းလက်ရွှေငနန်းနေနဲ့နှစ်ကနန်းအကျိုးပေးတဲ့အရာအဖြူရောင်ဖြစ်ပါတယ်တောက်ကြတာသမီးမိတ်ဆွေများတို့ပါ